ဒီလူစိုးခိုင်းနေတဲ့အသွမ်းရှုံမင်းရင်အသက်နဲ့ကိုအိုးစားကွဲသွားနိုင်တယ် ဒါကတော့ကဘာပေါ်က NDA အများဆုံးလူစုခိုင်းနေပဲဖြစ်ပါတယ်။သူတို့တွေကလမ်းလေးတလန်းတလန်းလောက်အပိုင်စားရထားတာတွေမဟုတ်ပဲကဘာနိုင်ငံတွေမှာခိုင်းနေအများကြီးထူထောင်ပြီးတော့ရန်စွမှုတွေကိုစနစ်တကျကျွလွနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ဘလောက်တောင် NDA များပြီးတော့ကြောက်ဖို့ကောင်းတဲ့ခိုင်းနေဖြစ်မလဲဆိုတာကိုတော့ဗီဒီယိုလေးထဲမှာအတူတူကြည့်ရအောင်ပါရှင်။လမ်းပေါ်ကလူမိုက်ခိုင်းလေးတစ်ခိုင်းကကဘာကြောက်စရာအကောင်းဆုံးရန်စွအဖွဲ့အစည်းကြီးတစ်ခုဖြစ်လာတဲ့အထိကြီးထွားလာတာမျိုးကိုပရိသတ်တို့ရုပ်ရှင်တွေ င်းမှမြင်ဘူးကြမှာပါဒါပေမဲ့အဲဒီလိုအဖွဲ့အစည်းမျိုးကအပြစ်မှာတကယ်ရှိပါတယ်သူတို့ကတော့ Mara Salvatrucher ဒါမှမဟုတ် MS13 ဆိုတဲ့နာမည်နဲ့ကြော်ကြားတဲ့အဖွဲ့ပဲဖြစ်ပါတယ်1980ခုနှစ်ကာလတွေတုန်းက Los Angeles မှာစတင်ခဲ့တဲ့ဒီဂိုင်းကိုတော့စစ်ပွဲတွေကြောင့်မွေးရနေရနေဆုံးခွာလာခဲ့ရတဲ့ Salvador အပြောင်းရွှေ့အခြေချသူတွေနဲ့စတင်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။စစချင်းတို့ကတော့သူတို့ရဲ့အတိုင်းဝန်းလေးကို Los Angeles မှာရှိပြီးသားရာဇဝတ်ဂိုင်းနေလက်ထဲကနေကာကွယ်ပေးဖို့လုပ်ခဲ့တာဖြစ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှဂိုင်းရဲ့လွှမ်းမိုးမှုကတော်မီလိုမျိုး American တခွေနဲ့ America အလဲပိုင်းတို့ကိုပြန်သွားခဲ့ပါတယ်။ သူတို့တွေကမိုးရင်စေးကုန်ကူးတာလူကုန်ကူးတာတွေအပြင်ရာဇဝတ်မှုပေါင်းစုံကိုသွေးအေးအေးကျူးလွန်ကြတဲ့သူတွေလို့နာမည်ကြီးပါတယ်၂၀၁၆နဲ့၂၀၁၉ကြားကာလမှာဆိုရင် MS13 ဂိုင်းရဲ့ထိတ်တန်းဂိုင်းသား၃ယောက်က တိုင်ဘက်ဂိုင်းသားလို့တန်တရားရှိတဲ့လူ၉ယောက်ကိုအမဲလိုက်သားတွေနဲ့အပြက်ရှင်ပြစ်ခဲ့ပူပါသေးတယ်။ဂိုင်းသားရိယာကြောင့်ဒီလောက်ကျန်းမာတော့ဂိုင်းကောင်းဆောင်ဆိုရင်ဘယ်လိုမျိုးရှိမလဲဆိုတာကိုပရိသတ်ကြီးတို့တွေးကြည့်လို့ရအောင်ပါပါ။ဘာလို့လဲဆိုတော့ MS13 ခေါင်းဆောင်တယောက်ကိုအနည်း60ထောင်တန်ချလိုက်တုန်းကလည်းသူကတော်လုံးနေတဲ့ပုံ14ထောင်ပေါ့မနေပဲပြုံးပြီးတော့ AC ပဲသူ့မိသားစုကိုကြည့်နေခဲ့လို့သိရပါဗျ။ MS13 ဂိုင်းသားတွေကကဘာအနှံ့မှာ အယောက်3000ကနေ5000လောက်ရှိရလို့တည်ထားရပြီးတော့ မရိကတိုက်ကနေစလို့ဥရောပတိုက်အထိဂိုင်းရဲ့ဩဇာအာဏာကိုဖျန့်ချထားနိုင်တယ်လို့သိရပါတယ်။အာဏာပိုင်တွေနဲ့လည်းဒီဂိုင်းရဲ့ဩဇာအာဏာကြီးထွားလာမှုကိုတားဆီးနိုင်ဖို့အတွက်ဂိုင်းသားတွေနဲ့ဂိုင်းကောင်းဆောင်တွေကိုတပ်သေးတွေစုပြီးတော့စုံစမ်းစစ်ဆေးတာဖမ်းဆီးထိန်းသိမ်းတာတွေကိုတော်တော်လေးစူးစမ်းပြီးတော့လုံဆောင်နေကြရတယ်လို့သိရပါတယ်။နောက်ထပ်ဂိုင်းအကြောင်းဆက်ပြီးတော့မပြောသေးသေးခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ Interest Knowledge Page ဒါမှမဟုတ်ကျွန်တော်ရဲ့ Tone and Page ဒီ page နှစ်ခုကို like and follow လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးဆိုတာတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးနေရဖြစ်ပါတယ်ရှင်။ Barrio ဆက်ရှိလန်ဂိုင်းဒါမှမဟုတ်ဘာရီယိုဆက်ရှိလို့လူတိများတဲ့ဒီလူမိုက်ဂိုင်းကလည်း Los Angeles မှာ1960ကာလတွေတုန်းကစပြီးတော့ပေါ်ပေါက်လာခဲ့ရပဲဖြစ်ပါတယ်။ဒီဂိုင်းရဲ့ထူးခြားချက်ကတော့တခြားပြိုင်ဘက်ဂိုင်းတွေလိုမျိုးသူတို့လူမျိုးများဂိုင်းနဲ့ဝင်ဝင်ရှိမယ်ဆိုပြီးတော့သတ်မှတ်ထားတာမျိုးမရှိတာပါပဲ။ဒီအချက်ကြောင့်ပဲသူတို့ကအချိန်ခဏလေးအတွင်း LA ရဲ့အကြီးဆုံးဂိုင်းတစ်ခုဖြစ်လာခဲ့ပြီးတော့ ဆယ်စုနှစ်အနေငယ်အကြာမှာတော့ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုရဲတင်မကပဲအမေရိကန်တခွင်နဲ့အမေရိကန်အလဲပိုင်းမှာပါသူတို့ဂိုင်းရဲ့ဩဇာအာဏာကလွှမ်းမိုးလာနိုင်ခဲ့ပါတယ်ဒီဘက်ခင်မှာတော့သူတို့ဂိုင်းသားတွေကကဘာအနှံမှာအရောက်တောင်းကနေရှိနေပြီဖြစ်ပြီးတော့မိုးရေကုန်ကူးတာပြန်ပြီးဆွဲငွေညစ်တာနဲ့တခြားရာဇဝမှုပေါင်းစုံကိုပြုလုပ်နေကြတယ်လို့သိရပါတယ်နောက်ပြီးတော့သူတို့ဂိုင်းသားတွေကအကျွမ်းမဲ့သစ္စာရှိဖို့လိုအပ်ပြီးတော့စီကံချိုးဖောက်မယ်ဆိုရင်တော့ ပြင်းထန်တဲ့နောက်ဆက်တွဲစိုးကျိုးတွေနဲ့ကြုံတွေ့ရနိုင်တယ်လို့သိရပါတယ်။သူတို့နဲ့ပြိုင်ဘက်ဂိုင်းတွေလည်းအများကြီးရှိပြီးတော့အဲဒီဂိုင်းတွေအကြားတိုက်ခိုက်မှုတွေကအကြာခဏဖြစ်ပေါ်နေတာကြောင့်အမေရိကတိုက်အလေပိုင်းကနိုင်ငံတွေမှာရာဇဝမှုဖြစ်ပွားနှုန်းကအလွန်မြင့်မားနေတယ်လို့သိရပါတယ်။ ဒါကြောင့်မယ်အရိနိုင်ငံတွေရအစိုးရတွေနေနဲ့သူတို့ဂိုင်းကိုဖြုတ်ခွဲဖို့နေမျိုးစုံနဲ့စူးစမ်းနေကြတာဖြစ်ပြီးတော့ဂိုင်းကတော်တော်လေးအခြေခံနေတာရယ်လူသစ်တွေခေါ်ဖို့အတွက်လွယ်ကူနေတာတွေရဲ့ကြောင့်အမြင့်ပြည့်ရှင်နိုင်ဖို့ဆိုတာမျိုးကမဖြစ်နိုင်သေးဘူးလို့သိရပါတယ်အခုတင်ဆက်ပေးခဲ့တဲ့လူစုခိုင်းနေတဲ့ပတ်သက်ပြီးတော့ပရိသတ်ဂျီရောဘယ်လိုထင်ကြလဲဆိုတာပရိသတ်ဂျီရောရဲ့အမြင်ကိုကောမန့်လေးထဲမှာဝင်ရောက်ပြီးတော့မျှဝေပေးသွားပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်